ရှမ်းပြည်နယ်မြောက်ပိုင်းမားရွယ်မြို့ကနေစကိုင်းတိုင်းဒေသကြီးကလေးမြို့ကိုတင်ဆောင်ရောင်းဝယ်တဲ့ငွေကျပ်14ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွယူသွတ်ဆေးပြား65သိန်းကျော်နဲ့ဘိန်းဖြူ24ကီလိုကျော်ကိုကလေးမြို့နယ်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ပိုးပေါင်းအဖွဲ့ဟာစက်တမ14ရက်ညနေ9:00နာရီခွဲအချိန်တည်ရင်အရကလေးမြို့နယ်ကြေကုန်းကျေးရွာအနီးမှာငိမ့်ချမ်းမောင်ခေါ်ကလားလေးမောင်နှင်လာတဲ့ Foland အမျိုးအစားမော်တော်ယာဉ်ကိုစစ်ဆေးရှာဖွေရာရေမောင်ကနေစိတ်ကြွရည်သွေးစေးပြား65တသမ2သိန်းကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။စစ်ဆေးဖော်ထုတ်ချက်အရစက်တမ19ရက်နေ့လယ်7:00နာရီခွဲအချိန်ဖမ်းဆီးရမိတဲ့ စိတ်ကြွယူသူစေပြရဲကိုတင်ဆောင်ရမှာပိုးပေါင်းပောင်းဝင်သူထူအောင်ကျော်ကိုစကိုင်းမြို့နယ်ညောင်ပင်စင်ကျေးရွာအနီးမှာဖမ်းဆီးရမိခဲ့ပြီးသူ့ရဲ့ဖော်ထုတ်ချက်အရဖမ်းဆီးရမိစိတ်ကြွယူသူစေပြရဲကိုရှမ်းပြည်နယ်မြောက်ပိုင်းမားရဲမြို့ကနေကလေးမြို့ကိုတင်ဆောင်ခိုင်းသူဟာမန်တုံမြို့နယ်နေဖမ်းဆီးဖို့ကြံတဲ့ရောရှုဖြစ်ကြောင်းအလားတူမွေရဲစေဘွားတွေကိုမားရဲမြို့ဘက်ကနေတင်ဆောင်လာကြောင်းသတင်းခွင်ဆက်အရာ ဆက်လက်ဖန်စီရမည်ရေးဆောင်ရွက်ခဲ့ရာအော်တိုဝါ73ရဲ့ညနေ၄နာရီကျော်အချိန်မူရင့်ဇေဝါတာစီနေနေရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေပါတဲ့ပိုးပေါင်းအဖွဲ့ဟာကလေးမျိုးတောင်ဖီလာရက်ကွက်မှာကြော်သေးမောင်းနေလာတဲ့ Fulan အမျိုးအစားမော်တော်ယာဉ်ပေါ်ကနေဘိန်းဖြူ29ဒသမ23ကီလိုကိုဖန်စီရမိခဲ့ပြီးဖန်စီရမိတဲ့ဘိန်းဖြူတွေကိုဝယ်ယူသူပေါင်ရှမ်းဟောက်ခေါ်ကိုချင်းကိုအိနေညနေ9နာရီအချိန်ကလေးမျိုးစမှုစုံသွားလမ်းမှာမော်တော်ဆိုင်ကယ်တစ်စီးနဲ့အတူဖန်စီရမိခဲ့တယ်လို့သိရပါဗျ။ စစ်ဆေးဖော်ထုတ်ချက်အရဘေးမြို့တွေကိုမရွေမြို့ကနေကလေးမြို့နယ်ကိုတာဝန်ခံတင်ဆောင်ခဲ့သူတွေဖြစ်တဲ့လီလီကိုအိနစ်ညနေ6နာရီအချိန်မှာကလေးမြို့မင်္ဂလာဥယျာဉ်ရပ်ကွက်မှာရှိတဲ့ဟိုတယ်တစ်ခုမှာ၎င်းစိုးမြင့်ခေါ်ကလားလေးကိုအော်တိုဝါ16ရက်ညနေ9နာရီအချိန်လာရှိုးမြို့ရပ်ကွက်9မှာ၎င်းအသီးသီးဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ ဖန်စီယမိမှုဖြစ်စဉ်မှာစိတ်ကြွရည်သွေးဈေးပြား65ဒသမ2သိန်းဒေသတံမိုးငွေကျပ်73ဒသမ34ဘီလီယံနဲ့ဘိန်းဖြူ29ဒသမ23ကီလိုဒေသတံမိုးငွေကျပ်1ဒသမ46.5ဘီလီယံစုစုပေါင်းဒေသတံမိုးငွေကျပ်14ဒသမ939ဘီလီယံကိုဖန်စီယမိခဲ့တာဖြစ်တယ်လို့သိရပါတယ်စစ်စင်းပေါ်ပေါက်ချက်တွေအရဖန်စီယမိတဲ့မူရင်ဈေးဝရတွေကိုရှမ်းပြည်နယ်မြောက်ပိုင်းမာရွေမြို့ကနေစကိုင်းတိုင်းဒေသကြီးကလေးမြို့ကိုတင်ဆောင်ရောင်းဝယ်တာဖြစ်ကြောင်းသိရတဲ့အတွက် ၎င်းတို့ကိုမူရင့်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးခွင့်ဆက်ပြမှုကျွလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။